ဆရာမီးရတာအားနာပါတယ်တဲ့လောကနဲ့ဓမ္မရှိရမှာဓမ္မသည် လောကအေးချမ်းအောင်သာမကပါလောကမှလွတ်မြောက်အောင်အထိထုတ်ဖော်နိုင်သည်ဟုဆိုပါတယ်တဲ့ယခုမူဓမ္မကိုကျင့်သုံးနေကြသည်ဟုဆိုပါလျက်လောကကြီးပူလောင်နေသည်မှာဓမ္မသိခါကြသည်မဟုတ်ပါလားဆရာပထမအောင်ဆုံးမိကုံးလေးတစ်ခုဖတ်ပြပေးကြပါလေဆရာ။ဆရာမီးရတာအားနာပါတယ်တဲ့ လောကနဲ့ဓမ္မရှိရာမှာဓမ္မသည်လောကအေးချမ်းအောင်တာမကပါလောကမှာလွမြောက်အောင်အထိထုတ်ဖော်နိုင်သည်ဟုဆိုပါတယ်ယခုမူဓမ္မကိုကျင့်သုံးနေကြသည်ဟုဆိုပါလျက်လောကကြီးပူလောင်နေသည်မှာဓမ္မသိခါကြသည်မဟုတ်ပါလားဆရာအခြားဘာသာဝင်တွေအတွက်ဖြည့်စရာရှိကြတော့လေဗုဒ္ဓဘာသာဝင်တို့အတွက်မူကိုလုံးမကိုရဟုတိုင်ပေါက်ထားတာမခက်ပေဘူးလားကြာရင်မိုးမပြူပြူခဲ့တော့ဘယ်နာခိုဟုဆိုသလိုစိုးရိမ်မိပါတယ်ဆရာ ဆရာဖြည့်ဆိုရင်အဆင်ပြေပါကဖြည့်ဆိုပေးပါဆိုပြီးတော့အကောင့်နံပါတ်ကတော့တွင်ဟင်းဆိုတဲ့အကောင့်ကမင်းမြန်ထားတာပါဆရာဟုတ်လူတိုင်းလူတိုင်းဟာအေဂျင့်နာရသားနဲ့နေရှင်ကြတာယူပဲเนาะဒါပေမဲ့လောကတွင်းနေတဲ့ညတဲ့လောကလူသားတွေပြီးပြီပေါ့เนาะအတ္တိမေဘေကွေလောကတမေလောကအနုပရိဝဒန္တိလို့ဆိုတဲ့အတိုင်းလောကဒဏ်၈ပါးနဲ့တပါးမစုံတပါးကြုံနေကြရတယ်အဲ့ဒီချိန်မှာကျွန်တော်တို့ကနိုင်နိုင်ချင်းချင်းဒုက္ခမေအမြင်နဲ့ရှိဖို့လိုတယ်ပေါ့เนาะအဲ့တော့လူတိုင်းလူတိုင်းကအေဂျင့်နာရသားနေလို့ကြတယ် ို့တော်လည်းပဲလူတရားမိမိတို့ရဲ့စိတ်ဆန္ဒကိုဖော်ထုတ်တဲ့ခါမှာမနောပုပ္ပင်ကမှာဓမ္မလို့ဆိုတဲ့အတိုင်းဟိုအလင်းစလိုလွတ်တက်ကြတယ်အဲ့ဒီအလင်းစလိုလွတ်တက်ခြင်းကမကောင်းဘူးတတိထားမှာပေါ့နော်လောကကြီးမအေးချမ်းနိုင်ဘူးဘာကြောင့်လဲလို့ဆိုတော့အလင်းစလိုလွတ်ခြင်းသည်တတိကိုကျဲစေတယ်ပညာကိုနှဲစေတယ်အဲ့ဒီတဲ့ပို့ဆိုတာကအလင်းစလိုလွတ်လိုက်ခြင်းလွတ်လိုက်ခြင်းဘယ်လုပ်ငန်းမဆိုပေါ့မှအထက်တန်းကြတဲ့လုပ်ငန်းတွေဟိုမြင့်မြတ်တဲ့လုပ်ငန်းတွေလုပ်ရင်ပို့သတိထားရတယ်အဲ့လိုပြုလုပ်တဲ့အခါမှာအနောက်မှာစိတ်တူခြင်းဆိုတဲ့ဟာအလင်းစလိုလွတ်ရင်စိတ်တူလာတတ်တယ်နော်ဟိုမဖြစ်တဲ့အခါကျတော့ အဲ့ဒီစိတ်တုံမှုတွေဖြစ်လာတတ်တယ်စိတ်တုံမှုကိုတရားကိုကောင်းရင်ဒေါသလို့ပြောတာပဲနော်ဒေါသလို့ယူရတယ်အဲ့တော့ဒေါသဖြစ်လာရင်ဘာဖြစ်လဲဆိုတော့ဒေါသအထံနတ်ဇာနာတိအမှန်ကိုမသိတော့ဘူးအမှန်ကိုမသိတဲ့အခါမှာမိမိသူတစ်ပါးဟိုနှုတ်ဥစားပေါ့နော်ဘယ်ဘက်မှမသက်တာပဲနဲ့အခက်ဖြစ်ရတဲ့ဟာတွေရှိတယ်ဒီတော့ကျွန်တော်တို့ဒီမေကုံးလေးကိုကောက်ပြီးကြည့်လိုက်မယ်လောကမှာဟိုဒူးအန်ဒုံဆိုတာရှိရအောင်ဗျာရှောင်းရန်ဆောင်းရန်ဆိုတာရှိတယ်အဲ့တော့လောကစကားတစ်ခုရှိတယ်ဒါကိုကျွန်တော်တို့ကဟိုမှတ်သားထားရမယ် နံပါတ်1ကဘာလဲဆိုတော့ကိုကိုကိုအထင်ကြီးသူနဲ့မငင်းခုန်ပါနဲ့အဲ့ဒါကျွန်တော်တို့ဒုံပေါ့ရှောင်ရမယ်ဟာပေါ့လောကကြီးငြိမ်းချမ်းခြင်းနဲ့ဆိုရင်ပရမတ်ရှောင်ရံကိုယင်ပြောမယ်နော်ကိုကိုကိုအထင်ကြီးတဲ့ပုဂ္ဂိုလ်နဲ့မငင်းခုန်ပါနဲ့ဘယ်တော့မှအမှန်တရားမရနိုင်ဘူးအကျိုးစီးပွားမဆက်နိုင်ဘူးဒါဆိုသူ့ကိုယ်သူထင်ကြီးနေတော့ဟိုတင်းခံနေမှာပဲလေဒါမျိုးရှောင်ရမယ်ပေါ့ကံကောင်းတဲ့ပုဂ္ဂိုလ်နဲ့မရှင်ပြိုင်ပါနဲ့ဒါကလည်းဒီအခိုက်အတန့်တစ်ခုကိုကျွန်တော်တို့ကရှောင်တတ် အမတန်ကံကောင်းနေရင်သူဘာမှလုပ်လို့မရဘူးလောကတဘာဝဖြစ်ရပါဘာနော်ဒါကိုသွားပြီးတော့ရှင်ပြိုင်နေရင်ဟိုဒုက္ခများတာပဲရှိမှာပေါ့နောက်တတိယကရံညှိုးကြီးတဲ့ပုံကိုယ်ကိုမရှုတ်ချပါနဲ့အဲ့ဒါဒုက္ခကိုမွေးတာပဲသူကတင်းခွေမကြုံသူ့ကိုသွားပြီးရှုတ်ချစရာမလိုဘူးသူ့ကိုဂရုစိုက်စရာမလိုဘူးနော်ရှောင်ရမယ်တရားတွေပေါ့ဒါရှောင်ရံထဲမှာပါတာပေါ့အဲ့တော့နောက်ဆုံးတစ်ခုကတကောနာကြီးတဲ့ပုံကိုယ်ကိုမညှူးစုပါနဲ့ဘာကြောင့်လဲဆိုရင်အဲ့ဒါလည်းဒုက္ခများတယ်သူ့မှာတကောရှိတဲ့အာနာရှိတဲ့အချိန်မှာ သူပါဇက်တခုကထွက်လိုက်တာနဲ့စိတ်ကလေးတခုညှို့လိုက်တာနဲ့ဒုက္ခများနိုင်တယ်ဒါကိုကျွန်တော်တို့ကလောကမှာအေးချမ်းစွာနေမယ်ဆိုရင်ဒီလူဟာတွေကိုအရင်ရှောင်ရှားတတ်ရမယ်စွတ်တိုးလို့မရဘူးပေါ့နော်ဒါလောကပိုင်းဆိုင်ရာစကားပေါ့ဓမ္မပိုင်းဆိုင်ရာစကားမှာကြတော့လောကကြီးအေးချမ်းသာယာဖို့အတွက်သူပြောသလိုပေါ့နော်ဓမ္မကအနိုင်ရဖို့အတွက်ကဘာလဲဆိုရင်လောကကြီးအေးချမ်းသာယာဖို့ပြမစုတရား၄ပါးပါအဓိကပဲမေတ္တာကရုဏာမုဒိတာဥပ္ပခာဒါပေမဲ့စစ်မှန်တဲ့ပြမစုတရားတွေဖြစ်ဖို့အရေးကြီးတယ် ဆိုပါစို့မေတ္တာဆိုပါစို့မေတ္တာဒီအစွန်းနှစ်ပါးကိုရှောင်ရမယ်ဒါကျွန်တော်ကြုံရင်ခဏခဏထည့်ပြောလို့ရှိတယ်ဒေါသမလွန်ရေးတဏ္ဍမဖြစ်ခင်ကိုမေတ္တာလို့ခေါ်တယ်နောက်တစ်ခါကရုဏာကရုဏာဒီအနိုင်ယူခြင်းနှိမ့်ဆက်ခြင်းပေါ့ရက်ဆက်ခြင်းကလွန်ရေးဒီဘက်ကတောကမဖြစ်ခင်လေးကိုကရုဏာလို့ခေါ်တယ်ဒါမှကရုဏာအစစ်ပေါ့နောက်တစ်ခါမုဒိတာမုဒိတာဒီအိတ်တမစ္စရိယမှာလွန်ရေးပေါ့မနာလိုခြင်းဝန်တိုခြင်းမှာလွန်ရေးဒီဘက်ကပျော်ရွှင်ခြင်းမဖြစ်ခင်လေးကိုဇာတယ်မုဒိတာလို့ခေါ်တယ်နောက်ဆုံးတစ်ခုဥပက္ခသူကပို့ခတ်တယ်ချစ်ချင်းမုန်းခြင်းမှာလွန်ရေး ဒီဘက်ကတွေ့ဝေခြင်းမဖြစ်ခင်လေးကိုဥပက္ခလို့ပေါ့အဲ့တော့ပြန်စဉ်းစားကြည့်မေတ္တာခြုံမှလုံတယ်မေတ္တာဖြမ်းမှလမ်းတယ်လို့လောကမှာစကားရှိတယ်တကယ်လည်းဟုတ်တယ်ဒါပေမဲ့မေတ္တာစစ်ဖြစ်ရင်ဟုတ်တယ်အတုဆိုမရအောင်ခုနကရှောင်သိမ်းတဲ့ဟာလည်းမရှောင်ဘူးဒီဘက်ကမေတ္တာကလည်းအတုမဟုတ်အတုဖြစ်နေတယ်အစ်စ်မဟုတ်ဘူးဆိုရင်လောကကြီးပူလောင်မယ်စုပွက်မယ်လူနဲ့လူကပတ်ဝန်းကျင်ဟာချိန်ပြီးအောင်သလိုပေါ့နော်ဖွဲ့ပြီးလောင်သလိုတော်ပြီးလောင်သလိုမငင်းချမ်းဘူးပေါ့ဗျာအဲ့တော့မေတ္တာကိုကြည့်လိုက်ဒေါသမှလွန်၍တဏှာမဖြစ်ခင်မေတ္တာလို့ခေါ်တယ် မေတ္တာရဲ့စန့်ကျင်ဘက်ကဒေါသပဲမေတ္တာပွားတဲ့လူကဒေါသကိုသူကစန့်ကျင်ဘက်တရားဖြစ်တဲ့အတွက်သူကသိမြင်လွယ်တယ်ရှောင်နိုင်တယ်ဒါပေမဲ့ဟိုဘက်မှာဘာဖြစ်လဲတဏှာဘက်ကိုကူသွားတယ်เนาะအဲ့ဒါမေတ္တာစင်မဟုတ်တော့ဘူးကိုသားသမီးဘောပဲဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်ပေါ့နော်မေတ္တာအတုတွေဖြစ်တယ်အဲ့ဒါကိုရာဂောမေတ္တာရဲ့ဝင်စိတ်တိလို့ခေါ်တယ်ရာဂောရာဂစိတ်တိမေတ္တာရဲ့မေတ္တာလိုလိုနဲ့ဝင်စိတ်တိလှက်ပတ်လဲအဲ့ဒါမေတ္တာအတုမငြိမ်းချမ်းတော့ဘူးနောက်ကရုဏာလည်းဒီလိုပဲအနိုင်ယူခြင်းနှိမ့်ဆက်ခြင်းတော့ရှောင်နိုင်တယ်ကရုဏာထားတယ်ဟိုဘက်ကတော့ကမဖြစ်ခင်ကော ကရုဏာလို့ခေါ်တယ်ဟိုဘက်အစွန်းကြတော့ဟို rival ပေါ့နော်ပုံတူပြိုင်ဘက်ပေါ့ခုနကဆန့်ကျင်ဘက်ဆန့်ကျင်ဘက်ကိုမြင်ရလွယ်တယ်ရှောင်နိုင်တယ်ပုံတူပြိုင်ဘက်ကျတော့မရှောင်နိုင်တော့တောကဆိုတာဗါလဲဆိုတော့မန်တော့သူက passive ဒေါသပဲဒေါသမှာနှစ်ခုရှိတယ် active ဒေါသ passive ဒေါသခက်ထန်တဲ့ကြမ်းတမ်းနဲ့ပြင်းမာတဲ့လွန်ကျူးတဲ့ဒါ active ဒေါသပေါ့ passive ဒေါသကတောကပတိယူကဒုက္ခဒေါမနစငိုယူတဲ့ပူဆွေးတယ်အဲ့ဒါဒေါသဒေါသဆိုရင်အကုသိုလ်ပဲကရုဏာကအစစ်မှန်ပါလဲဆိုကုသိုလ်အဲ့ဒီမှာလဲအတုဖြစ်သွားတယ်နောက်တစ်ခါကျတော့မုဒိတာ မနာလိုခြင်းဝန်တိုခြင်းကနေလွန်၍ဒီဘက်ကပျော်ရွှင်ခြင်းမဖြစ်ခင်ဘူးသူဘွားကြီးဘွားချမ်းသာတာကိုကျွန်တော်တို့ကမနာလိုတာဝန်တိုတာမဖြစ်စေဘူးဒါကိုရှောင်နှုတ်နိုင်သေးတယ်သတိထားလို့ရတယ်ဟိုဘက်ကပျော်ရွှင်ခြင်းဆိုတာလောဘမှုသောမနတာဖြစ်ရင်ကုသိုလ်ပြောမဟုတ်တော့ဘူးနော်သူရဲ့စိတ်စိတ်ကိုအားကြတာလိုချင်တာပေါ့နော်အဲ့လိုပေါ့သူစီကဘာရမှာအစရှိသည်ဖြင့်အဲ့လိုမျိုးမုဒိတာအစ်စ်မဟုတ်တော့ဘူးနော်အဲ့ဒါပျော်ရွှင်ခြင်းဆိုတာလောဘမှုသောမနတာလို့ခေါ်တယ်အဲ့လိုအတုဖြစ်သွားရင်မငြင်းကြဘူးနောက်ဆုံးတစ်ခုကဥပက္ခာ ဥပက္ခဆိုတာချစ်ချင်းမုန်းချင်းမှလွန်ရဲဒီဘက်အစွန်းကဟိုဟာကိုနှစ်ဖက်စွန်းတော်ဖြူထားတယ်ချစ်ချင်းမုန်းချင်းမှလွန်ရဲဟိုဘက်ကတွေးဝေးခြင်းမဖြစ်ခင်ဥပက္ခတွေးဝေးရဆိုတာကမောဟပဲဖြစ်တယ်ဆိုလိုတာကဗျာဥပက္ခကိုကျင့်သုံးတဲ့ပုဂ္ဂိုလ်ဟာသဗ္ဗေသတ္တကမ္မတကာကိုကောင်းကောင်းနှလုံးသွင်းနိုင်ရမယ်နော်သူ့ကိုမေတ္တာထားလို့လည်းမရတော့ဘူးကရုဏာနဲ့လည်းမရတော့ဘူးမုဒိတာလည်းပွားစရာမရှိဘူးဆိုရင်ဒါကံစီမံတဲ့အတိုင်းပဲတတ္တဝါကြီးသူကံနဲ့သူပဲဆိုရင်အဲ့ဒီသဗ္ဗေသတ္တကမ္မတကာနဲ့ဖြစ်ချင်ရဖြစ်နေရတခြားစီပဲ လောကမှာဖြစ်နေတာဥပ္ပခါပြုတယ်ဆိုဖြစ်စင်ရဖြစ်လက်မကြည့်တာအဲအဲ့ဒါလို့အတုရောက်နေရများတယ်ရှောင်းနေတာရှောင်းရမယ့်ဟာတွေကလည်းမရှောင်းနိုင်ဘူးဒီဘက်ကမေတ္တာကရုဏာမုဒိတာပြင်မဆိုတရားတွေကလည်းအတုတွေဖြစ်တဲ့ကလောကကြီးပူလောင်တာပဲလောကဒီခုလောကကိုကြည့်ရင်ငင်းခုန်နေကြတယ်ပြင်းချင်နေကြတယ်ရှုံချနေကြတယ်ညူညင်နေကြတယ်ဒါတွေများနေတယ်လောကကြီးအဲ့ဒါဒီဘာကြောင့်လောက်ကြတယ်လဲဆိုရင်လည်းကိုတိုင်းကြီးကိုလူမျိုးကိုအမျိုးကိုဘာသာနဲ့လောက်တယ်လို့ပဲပြောနေတာ ဒါပေမဲ့အဲ့ဒါလို့လုပ်တဲ့အခါမှာခုနကဒူရန်ဒုတ်တွေကိုဆောင်းရရှောင်းရနေကိုတေချာမလုပ်နိုင်တဲ့အခါလောကကြီးပူလောင်နေရှုပ်ွက်တတ်တာပဲအဲ့တော့အလင်းစလို့မလုပ်ကြပါနဲ့အလင်းစလို့လှုပ်ခြင်းနေကျွန်တော်ပြောပြပြီးသတိကိုကျဲစေတဲ့ပညာကိုနည်းစေမှတော့ပြီးတော့လှုပ်လို့မရဘူးเนาะဒါဟိုသူများကိုပုတ်ခတ်ပြောတာမဟုတ်မရအောင်လောကတွင်းမှာနေထိုင်တဲ့ပုံကိုယ်တွေလောကသားတွေကသူတို့ရဲ့ကာယဝစီမနာပါဗျာအဲ့ဒါတွေကောင်းမကောင်းဆိုးမကောင်းဆိုးမဆိုးအဲ့ဒီပေါ်မှာမူတည်ပြီးတော့သာလောကကြီးအေးချမ်းနာရယ်ပူလောင်နာရယ်ဖြစ်သွားရတယ်အဲ့တော့လောကတွင်းနေထိုင်ကြတဲ့ပုံကိုယ်တွေရဲ့ ကာယဝစီမနဆိုတော့သူတို့ကျင့်သုံးရမယ်တရားရှိတယ်။ရှင်းနမ်းမှာလည်းပြောပြီးဒူဝန်တို့ပြောပြီး။နောက်ကျင့်သုံးရမယ်တရားဘာလဲဆိုကျင့်သုံးအပ်တဲ့ဟာကိုသိက္ခာလို့ခေါ်တယ်။ဒီလက်မကထပ်ကျင့်သုံးရမယ်။အဲ့ဒါသီလသမာဓိပညာပဲ။အဲ့ဒါသိက္ခာသုံးပါပဲ။သီလသည်ကျွန်တော်ခဏခဏပြောဘူးလေလောကကြီးစီကံရှိဖို့။သမာဓိသည်လောကကြီးငြိမ်းချမ်းဖို့။ပညာသည်အရှိမန်ကိုသိပြီးလောကကထွက်မြောက်ဖို့။အဲ့ဒီသုံးပါးဟာဒီလောကနဲ့လူသားတွေရဲ့ခန္ဓာကိုယ်မှာပဲရှိတယ်။တန်တန်မှာပဲရှိတယ်။ ီဘက်ကနေမှာယူရတဲ့ဟာတခုမှမရှိဘူးအဲ့ဒါတွေကိုကိုယ့်အကူကျင့်သုံးရမယ်တနည်းအားဖြင့်ပြောရင်ကိုယ့်ကိုအားကိုးရမယ်အဲ့ဒါကိုဒေသနာဝိလာသရမြတ်စွာဘုရားရှင်ဟာအတ္တကြီးအတ္တနောနာထောလို့ပြောတာမိမိကိုယ်သာမိမိကိုယ်ကိုရာဖြစ်တယ်အာထာရာဖြစ်တယ်လို့ပြောတာအဲ့ဒီအတ္တကြီးအတ္တနောနာထောသည်စိတ်တန်တန်တန်ဒုက္ခဝဟန်နဲ့ညီညွတ်တယ်စိတ်တန်စိတ်ကိုတန်တန်ယဉ်ကျေးအောင်ဆုံးမနာဆုံးမနိုင်ခဲ့တော့ဒုက္ခဝံချမ်းသာခြင်းကိုရောက်ကိုယ်စိတ်ကိုကိုယ်ယဉ်ကျေးအောင်ဆုံးမမယ်သူစိတ်ကိုသူစိတ်နဲ့သူစိတ်ကိုသူယုံကြည်စွာဆုံးမရင်လောကကြီးပူလောင်စရာအကြောင်းမရှိမယဉ်ကျေးလို့သာ ပူလောင်ကြတာလေနော်အဲ့ဒါနဲ့ညညွတ်တယ်အဲ့ဒါတော့နူးညံ့သိမ်မွေးတဲ့မြတ်စွာဘုရားရှင်ရဲ့တရားတော်ကိုကိုလုံးမကိုရဆိုပြီးတော့ဟုတ်လားကင်ပေါက်ထားတယ်လို့ဆိုတာဟိုလက်ဝတ်ကျိုးဝန်းနေရစကားတစ်ခုနဲ့ဥပမာပေးတာတရားမစီလျော်တဲ့စကားတွေဖြစ်တယ်နောက်တစ်ခုရှိသေးတယ်သူပြောတယ်ဓမ္မသိက္ခာကြားတယ်လို့မိုးမပြူပြိုခဲ့တော်လို့ပြောတယ်အဲ့ဒီစကားတွေရာလည်းပဲတနည်းအားဖြင့်ပြောရင်မြက်ကန်းဒီကျွန်တော်ပြောဘူးတယ်မြက်ကန်းဒီဟန်လို့ရံအတွက်မှန်ထုတ်ကြည့်ဆိုလဲအချင်းကြီးတာပဲဒါမြက်ကန်းစကားတွေပဲဖြစ်တယ်ဓမ္မသိက္ခာကြားခဲ့တယ်ဆိုတော့ ဓမ္မအသိခါကြကြရောင်းမရှိဘူးသိခါသုံးပါသီလသမာဓိပညာဘုရားရှင်ကဟောထားတယ်ကေဝလပရိပုံနာဆိုတာပြည့်စုံတာပယ်စရာမလိုနှုတ်စရာမလိုဖြည့်စရာမလိုထည့်စရာမလိုတဲ့ကေဝလပရိပုံနာထဝန်းကျင်တန်အောင်ဆင်ကြတဲ့အတွက်ပရိသုဒ္ဓလို့ပြောတာအဲ့ဒီဓမ္မကသိခါကြစရာတခုမှမရှိဘူးနောက်မိုးမပြိုပြိုခဲ့တော့အဲ့ဒါကလည်းပဲဒိဋ္ဌိမရှိတဲ့ဇာကဘာလို့ဆိုဗုဒ္ဓဟောတဲ့တရားတွေမှာဗုဒ္ဓဝဇ္ဇနံဗုဒ္ဓရဲ့ဇာကတွေဟာဒွေနာမနတ္တိ ဇကားနှစ်ခွတစ်ခုမှမရှိဘူးဘုရားရှင်ပြိုရင်ပြိုမယ်ဟောတယ်မပြိုရင်မပြိုဘူးခေါ်တယ်ဥပမာပြောပြတာပါနော်ဟိုနိဗ္ဗာန်ရောက်ကြောင်းသည်ဧကယံောအယံဘိက္ခေမကောမကင်7ပါးတည်းဟုဆိုတကြောင်းတည်းသောလမ်းလို့ပဲပြောတယ်နှစ်ကြောင်းလမ်း၃ကြောင်းလမ်းမကင်9ပါး10ပါးမဟုတ်ဘူးမပြောဘူးဗောဗျာအဲ့တော့မြတ်စွာဘုရားရှင်တို့မြည်သည်ဇကားနှစ်ခွပြောလို့မရှိအဲ့လိုမျိုးမိုးမပြိုပြိုခဲ့တော်ဆိုတာအမှန်တော့ဟိုပြောရင်တော့ဇကားကြီးကြီးပြောရင်တော့ဘုရားကိုဆရာလုပ်ချင်တာပဲเนาะဒါနားမလဲတဲ့ပုဂ္ဂိုလ်ကဆရာလုပ်ချင်တာ အဲ့အတွက်ဒီဟာကို conclusion ဆွဲပြီးကျွန်တော်စကားလေးနှစ်ခုပြောခဲ့မယ်အဲ့ဒါမိကွန်းရှင်ကအပါဝင်ကျန်တဲ့ပုံစံလေးလည်းမှတ်သားထားဖို့ဖြစ်တယ်နံပါတ်၁စကားကဘာလဲလို့ဆိုမမှန်တဲ့အမြင်မမှန်တဲ့အတွေးခေါ်မမှန်တဲ့ကြံစီမှုမမှန်တဲ့ရှေ့ရှုမှုတွေကိုဖျက်ဆီးခြင်းတည်ပြင်းလင်းအဲ့ဒါကိုသာသနာလို့ခေါ်တယ်ဒါသာသနာရဲ့ကိုတိဖို့ဒုတိယချက်နမေအစရိယောအထိသတိသောမေနဝိသတိတာဒီဝကတမိန်လောကတမိန်နတ္တိမေပဋိပုဂ္ဂလောဆိုဘုရားဟောခဲ့တာ ဘုရားကိုယ်တိုင်ပြောခဲ့အဲ့ဒီတည်းမှာပထမဦးဆုံးစကားဖြစ်တယ်နမေအာစရိယောအဋ္ဌိစရာငါမှာဆရာမရှိဘူးလို့ဘုရားဟောခဲ့အဲ့ဒီစကားဟာကာလသုံးပါးသလုံးမှာမှန်နေမဲ့ဗုဒ္ဓရဲ့စကားသာဖြစ်ပါတယ်လို့အဲ့လိုကြောင်းကျိုးချင်းချင်းပြီးတော့ဟိုတွေးခေါ်မျှဆကြပါလို့ဒါလေးကိုသတိပေးရင်းနဲ့ဖြေကြပါ